ဘာဟိုဘယ်သူမဆိုရင်တော့ပေါ့နော်လောကမှာဒုက္ခတွေအကျက်တဲတွေဖြစ်လာမှာပဲလေဖြစ်လာတဲ့အခါမှာအဲတချို့လူတွေကဘေးရင်နေနက်ခတ်တွေအဲရေဒီယာတွေခြီးကြရဲပေါ့တပြီးတော့ဘာလို့လဲဆိုတော့ဒီဗုဒ္ဓဘာသာအနေနဲ့ဟောဒီဟိုဒီကံကောင်းလာအောင်ကံနေမြင့်တက်လာအောင်ဘယ်လိုမျိုးဟိုရေဒီယာလိုပုံစံမျိုးတော့မဟုတ်ပဲမဲ့ကံအဲ့ကုသိုလ်ကံနေအားကောင်းလာအောင်ဘယ်လိုမျိုးလှုပ်တဲ့လဲပေါ့နော်အဲ့ဒါလေးသိချင်ပါရဲ့ရှင်ဗျာ ကုသိုလ်ကံပုံမှန်ကုတ်၅ပါးသီလဆောက်တည်ပြီးတော့ညသမားကုသိုလ်လောရမှာပဲလေကုသိုလ်ကံလုံနေရင်ကုသိုလ်ကံဆိုတာကောင်းလာတာပဲလေကောင်းတာလုံရင်ကောင်းတာကံတွေကရနေတာပဲအဲ့တော့ခုနကနေကိစ္စနဲ့ပြောရမယ်ဆိုရင်နေကိုပူဇော်ပသလို့ရပါတယ်နော်ကိုပူဇော်ပသတာပသလို့ရတယ်သူတို့ကိုကူညီစီရင်လို့ပေါ့နော်ကိုရဲ့ကိစ္စတွေမှာအောင်မြင်အောင်ကူညီပေးတာလို့ပေါ့ပူဇော်ပသလို့ရတယ်ကိုကိုယ်လို့မရအောင်တခုရှိတာကနေတွေနေတိုင်းကနေကြီးကပေါ့နော်လူတိုင်းကိုဟိုမဆားလို့ရသလားပေါ့နော်စဉ်းစားဆိုမရအောင် ဟိုလူမဆွမ်းရင်လည်းလည်းမမနိုင်ဘူးလူဆွမ်းမှနတ်မလို့ရတာနော်သဘောပေါက်လားမသိဘူးကို့မှာနတ်တွေမစတယ်ဆိုတာက ကုသိုလ်ကံတွေရှိရတယ်နတ်တွေမနိုင်လောက်တဲ့ကို့မှာကံတရားတွေကို့မှာရှိရတယ်နတ်ကမစလို့ရလို့ရှိရင်အားလုံးတစ်ထည့်ပြောင်းမစနိုင်မှာပေါ့နတ်တွေကမိုင်းလို့မရဘူးလေသူ့မှာနတ်တွေကမစလို့ရရမယ်သူ့မှာကံတရားတွေရှိရတယ်ဆိုတာကဒီလူမှာကုသိုလ်ကံတွေရှိတယ်ကုသိုလ်အကျိုးတရားတွေလာနိုင်တဲ့အနေထားသူရှိတယ် အဲ့တော့အဲ့ဒီကုသိုလ်ကံတွေအကျိုးပေးခွင့်ရလာအောင်အခွင့်အလမ်းတွေသူလုပ်ပေးလို့ရတယ်။ဒါမျိုးပဲသူလုပ်ပေးလို့ရတာနော်။အဲ့ဒါဆိုလိုတာကနတ်ကအားလုံးကိုကောင်းအောင်လုပ်ပေးမပေးနိုင်အောင်အဲ့လုပ်ပေးနိုင်ပါတယ်ဆိုလို့ချင်းမိစ္ဆာဒိဋ္ဌိဖြစ်သွားတာ။အဲ့ဒါကနေမာနာဟိတုဒိဋ္ဌိလို့ခေါ်တယ်။ဖန်ဆင်းခြင်းဝါဒပုံစံဖြစ်သွားလိမ့်မယ်။အကုန်လုံးနတ်ကလုပ်ပေးနိုင်တယ်ဆိုလို့ယူဆလိုက်လို့ချင်းအဲ့ဒါဆိုဖန်ဆင်းခြင်းဝါဒဖြစ်သွားပြီ။နော်။ဟိုထာဝရဘုရားသခင်နဲ့နတ်ပဲဒါပဲကွာတာပဲရှိတာအတုံးတုံးကနော်အဲ့ဒီသဘောအကုန်လုံးကိုနတ်ကမဆပေးနိုင်ပါတယ်ဆိုရင်တော့လုံးဝမှားတယ်။ နတ်ကမသာပေးနိုင်တာမဟုတ်ဘူးကို့မှာမသာပေးလို့ရနိုင်တဲ့အခွင့်အလမ်းရှိမှကံတရားတွေရှိမှနတ်ကလုပ်ပေးလို့ရတာဒါအောင်နားလည်ထားဖို့လိုတယ်အဲ့နတ်ကလုပ်ပေးလို့မသာဖြစ်တာမဟုတ်ဘူးနော်ကို့မှာရှိနေလို့နတ်ကလုပ်ပေးလို့ရတာအဲ့ဒါကြောင့်သူတို့နတ်ကိုကြီးပဲအားကိုးနေလို့မရအောင်ကို့ရဲ့ကံကြံဝိရိယတွေကိုလုပ်ရမှာဒါမှနတ်ကမပေးလို့ရတာနော်အဲ့ဒါမျိုး